love you bye bye အခုကတော့ဒါမနက်6:00နာရီပေါ့နော်6:20နာရီလောက်ပေါ့။မငှက်တန်လေးရကျွတ်ကျွတ်ကြက်ကြက်နဲ့အခုကတော့ဒီမှာ Grace လေးတော့သွားပြီပေါ့နော်။ဒီမှာကတော့ဟိုအကြီးမလေးနှစ်ယောက်ကတော့လေသူတို့ကိုတကူးတကားကြီးလိုက်ပို့ပေးဆရာမလို့ဒီ bus stop ကလည်းဒီ NR ရဲ့ဒီ take လေးမှာပဲဆိုတော့လေနှစ်အိမ်ကျော်လေးမှာပဲသူလည်းအမှလည်းသူတငယ်ချင်းနေလည်းရှိတယ်အမှတခြားလူတွေလည်းအများကြီးရှိတယ်ပေါ့နော်။ ဆိုအန်နာလိုက်မပို့တော့အခု6နိုင်ခွဲပြီဆိုရင်အန်နာနောက်ထပ်ဒီမှာကလိုရီယာပေါ့နော်ကလိုရီယာအလှည့်လာတော့မယ်ကလိုရီယာအလှည့်ကြတော့သူကငယ်သေးတယ်ဆိုတော့လေသူ့ကိုအဲ့လိုမျိုးဟို lunch တွေပေါ့နော် snack တွေထည့်ပေးရတယ်အာ lunch တော့ထည့်စရာမလိုဘူးသူကဟိုမှာပဲစားတယ်တခါတလေမှသူကအမေကိုလေသူ့ မစားကျင်တဲ့ဟာကြောင့်မှအမေဒီနေ့တော့နေ့လယ်စာထမင်းဘူးထည့်ပေးပါအဲ့လိုမျိုးပြောတာပေါ့ညသောအဖြစ်ကတော့သူကတော့ဒီမထည့်ခိုင်းဘူးသူတို့အုံယောက်စလုံးမထည့်ပေးရအောင်ပေါ့နော်အကြောင်းကကြွေတယ်အကြောင်းမှပဲစားပါလေလွေရာဒီတဲဝင်လာပြီဆိုတော့အခုရာတူတူကအဲ့လိုမျိုးပေါ့နော်ဒါမနဲ့ဆိုရင်အလားလောက်လေးလင်းနေတာ ပုံမှန်ဆိုရင်စောင်းတွင်းလို့ပါလို့ဆိုရင်လည်းမနက်9နာရီလောက်ကြော်ကြော်လောက်ထိကိုလည်းမိုးရမဲမှောင်တယ်အဲ့ဒါမျိုးဆိုရင်တော့အန်နာသမီးလေး Grace နဲ့အတူတူ bus stop မှာသွားဆောင်ပေးတယ်ပေါ့နော်အခုကတော့အန်နာ Gloria လေးကိုသွားနှိုးပါမယ်သူအဲ့ချင်းရောက်ပြီဆိုတော့လေ Gloria. Wake up. Malé. ဒီနေ့ကြမှာတော့ဓမ္မနှာခေါင်းသွေးရှံနေတယ်ဂလိုရီယာလေးကအဲ့ဒါလည်းလေဘာဖြစ်တာလဲမသိဘူး USA မှာမွေးတဲ့ကလေးတွေတော်တော်များများလေးအဲ့လိုမျိုးဖြစ်တယ်တိလားကျမသမီးအကြီးဆိုရင်လည်းတစ်ခါမှအဲ့လိုမျိုးမဖြစ်ဘူးကျမဆက်ဆက်ရောက်တော့လည်းတချို့ကလေးတွေဒီမှာမွေးတဲ့ကလေးတွေလေးအဲ့လိုမျိုးတွေဖြစ်တော့အာဩတာပေါ့ဘာဖြစ်တာလဲပေါ့ကိုကလေးတွေကမဖြစ်ဘူးဂလိုရီယာလေးလှဲ့ကြမှလားဖြစ်တယ်ချစ်အများကြီးပဲ Okay ဒါလေးကတော့ဒီနေ့ Gloria လေးရဲ့ outfit လေးကတော့ဒီမှာပါ Hey hi ပြော Um အင်းသိဟိုကား bus stop ကတော့အဲ့နာရရဲ့ဒီအရှိထိတ်လေးပဲဆိုတော့လေ Hi ကက ။နာသမီးနာ။နင်းနေရချင်။ဟိုင်းမမလေးပြ။เออเดี๋ยวก็อนาคตก้าเลยก็ด่าหน้ามาตะมาเอ้าล่ะก็เลยโหบลูပြောမလဲ ခြေလက်ပေါ့နော်မတန်တဲ့လူတွေအတွက်ဆိုပြီးတော့မှအင်တရာအရောက်ပေါ့နော်အင်ရှိအရောက်တို့ရောအဲ့လိုမျိုးခေါ်ပေးတယ်ဟာပုံမှန်ကတော့တို့ဒီရက်ွက်ရဲ့အရှိမှာပဲအဲ့လိုမျိုး bus stop မှာစောင့်တယ်ပေါ့နော်ဒီနေ့ကတော့အဲ့နာရဲ့အမျိုးသားအလုပ်ပိတ်တဲ့ရက်နဲ့တိုးတယ်ဆိုတော့သူလည်းဒီမှာသမီးလေးကိုကြောင်းလိုက်ပို့တာပေါ့နော်ပုံမှန်ကတော့တို့ဖေမရှိဘူးဆိုရင်တော့အဲ့နာပဲလာပို့ပေးရတာပါ โ am cold. ้ am ้า w w ้ a t Oh, the. ข้าติดในะตัวแม่เองชี่ใจเนาะตัวต่อสอบอีกเนาะ High เนาะ High five ออกมากล้าล่บาร์บี้ Bye Bye Okay go Bye เรื่องอะไร ပါပါအဲကဲအခုတော့ចောင်းကားထွက်သွားပါပြီရှင်ကိုအဲ့နာတို့အထဲကိုပြန်သွားမယ်ဟော high school တယောက်အထဲမှာကြံသေးတယ်ဆိုတော့လေသူတို့၃ယောက်ကတယောက်ကိုတနိုင်กว่าတယ်ဟို grace လေးကကြတော့သူကမနေ့6နိုင်ခွဲဆိုရင်ចောင်းကားလာတာပေါ့နော်အခု Gloria လေးကြတော့9နိုင်ခွဲအဲ့လိုလာတယ်ပြီးတော့ရင်ဟိုအကြီးမလေး အကြီးဆုံးကကျတော့ high school ဆိုတော့သူက၈နှစ်ခွဲမှကျောင်းကားလာတာပေါ့နော်ဆိုတော့သူတို့၃ယောက်ကမတူအခုဒီကာဘီလေးကကျောင်းမတက်သေးလို့ကာဘီလေးက၄နှစ်ဆိုရင်ပေါ့နော်ဒီမှာ၄နှစ်ဆိုရင်မူဂျိုစတက်ရတယ်ဒါပေမဲ့မူဂျိုကျတော့သူတို့ကကျောင်းကားမပေးဘူးလေကျောင်းကားမပေးဘူးဆိုတော့ကိုကကိုသွားအကျိုးပေါ်လို့ရတယ်အဲ့လိုမျိုးလေးရှိပါတယ်ဆိုတော့သူငယ်တန်းနေပြီးတော့မှ high school အထိကကြတော့သူတို့ကြောင်းကားပေးရပါတော့အခုကတော့ကာဘီလေးကနှစ်နှစ်ကျော်ကျော်လေးပဲရှိသေးတယ်ဆိုတော့ကြောင်းမတက်သေးပါဘူးလို့တကယ်လို့သူတာတက်ရတော့အခုချိန်ဆိုကျမကလည်းပြရခတ်နေတော့မသိလားဟိုအလက်မအောင်လောက်ရတာနဲ့သူ့ကိုလှုပ်ပေးရတာနဲ့ကြောင်းလေးကကြောင်းပါဆိုလဲကားကတော့တန်းစီရတာအကြာကြီးလေအဲ့လိုမျိုးလေနော်ခွာကိုတော့ပို့ရစင်မဒါကတော့ ရွေးစင်နိုင်ငံမှာကလေးများရများသလိုအဲ့လိုအလုပ်လေးတွေများပါတယ်ဒါတော့ဒီဒီနိုင်ငံမှာမဟုတ်ပါဘူးဘယ်နိုင်ငံမဲဖြစ်ဖြစ်ចောင်းသားရှိတဲ့မိဘတိုင်းကတော့အဲ့လိုမျိုးပဲနော်ဟောဒါကတော့ပုံမှန်မယ်နေနော်ဟိုပုံစံမတူတာလားရှိမှာចောင်းသားရှိတဲ့အိမ်တိုင်းကတော့အဲ့လိုမျိုးပဲမိဘတွေကအလုပ်ရှုပ်ကြတာပဲနေနော်မနေ့ဖက်ကတော့ဟောဒီနေ့အေးတယ်နော်အပြင်မှာ အပရဲ့ကြောက်စရာရဲ့လူကြီးတင်ထားအခုကတော့အေမီလေးကိုသွားနှိုးပါမယ်ပုံမှန်တော့တို့တွေအလန်းလေးတွေဖွင့်ထားတာပေါ့နော်ဒါပေမဲ့တခါလေကျရင်တို့ကအလန်းအောင်ပိတ်ပိတ်ပြီးပြန်အိတ်တက်တယ်ဆိုတော့ကျမစိတ်မချဘူးတော့အမြင်နဲ့တော်တော်ပြန်နှိုးတက်တယ်လို့မယ်သားတော့ high school မကြီးပေါ့နော်ခုကတော့တမိအိမ်မီကသူ breakfast စားဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ် တခါကလေးကြတော့လည်းအဲ့နာလောက်ပေးတယ်များသောဖြစ်သူတို့ကိုယ်တိုင်လောက်ခိုင်းတာပေါ့နော်သူတို့လည်းကြည်ပြီဆိုတော့လေကဲအခုလည်းနောက်တယောက်သွားပြီဒါလေးကတော့သူတို့ကျောင်းမှာရှိတဲ့ဒီ library room ပေါ့နော်စာကြည့်တိုက်ဖြစ်ပါတယ်ပြီးတော့ဒါကတော့ Gloria ရဲ့ ဒီစာတင်ခန်းဖြစ်ပါတယ်။စာတင်ခန်းထဲမှာပါရရှိတယ်လဲဘယ်လိုမျိုးလဲဆိုတော့အန်နာကရိုက်ပြပေးထားတာပေါ့နော်။ဒီဒီဗီဒီယိုလေးကတော့အန်နာအရင်တုန်းကသမီးလေး Gloria ရဲ့ဆရာမနဲ့မိဘနဲ့ဆရာမတွေ့ဆုံတဲ့အချိန်တုန်းကရိုက်ထားတဲ့ဗီဒီယိုလေးပါ။သူတို့ကဒီလိုခုံလေးတွေကိုအမလို့တခုံတခုံတခုံစီအဲ့လိုမျိုးထထားတာပေါ့နော်။ Mommy, I need to go. အခုတော့ចောင်းသားတွေလည်းသွားပြီဆိုတော့အဲနာမျက်နှာတက် breakfast စားပြီးတော့မှဒီနေ့တော့အင်းရှင်းမှာထွက်ပြီးတော့မျက်ရည်မယ်ပေါ့နော်ဒါကတော့အဲနာရဲ့ယုံလေးပေါ့နော် Gloria ရဲ့ယုံဆွေပုံမှန်မယ်ဟောလေးနယူးယောက်ကသူ့တငယ်ချင်းတယောက်ကသူ့ကိုမှလက်ဆောင်ပေးခဲ့တဲ့ယုံလေးဖြူဖြူဥဥလေးကြည့်ပါဦး အခုကလေးတွေကကြောင်သွားပြီဆိုတော့အဲနာတော့တားမိနေပေါ့နော်အပြစ်မှာအဲ့လိုမျိုးမနှက်ဖက်ဆိုရင်တော့အဲ့လိုလေးထွက်ထွက်ပြီးတော့ဆော့ဖြစ်တယ်ဒီမှာကတော့ကြောင်နေရတော့လေအဲနာရဲ့ကလေး၃ယောက်ဆိုလို့ရှိရင်နှိမ့်လဲစားဆိုရင်တော့ကြောင်မှာပဲစားရပေါ့နော်အဲနာကသူတို့ကိုနှိမ့်လဲစားထမင်ဘူးမထည့်ပေးရဘူးအာတချို့ကလေးတွေမစားတတ်တဲ့ကလေးတွေဆိုတော့မိဘတွေကထည့်ပေးရတာပေါ့အဲ့နာရဲ့သမီး၃ယောက်ကြတော့အစားအသောက်ကကြတော့စိတ်ချရတယ်သူတို့ကလေတခါကလေးကြရင်တော့အမေဒီနေ့တော့ ဒါတမီးတို့ဘောနော် lunch box ထည့်ပေးပါဆိုရင်တော့အဲ့ချိန်ကျရင်တော့ကျမတို့ထည့်ပေးတာဗောနော်ဒီမှာကျတော့တခုကောင်းတာအကြောင်းကနေပြီးတော့မှဒီမနက်ဗောနော် breakfast လည်းကျွေးတယ် lunch လည်းကျွေးတယ်နှစ်ခုစလုံးကိုအကြောင်းကနေကျွေးတယ်ဒါပေမဲ့တချို့မိသားစုတွေဗောနော်အာဝင်ငွေများတဲ့မိသားစုတွေဆိုလို့ရှိရင်တော့ကိုကတစ်လမှာ30လား40လားအတန်းငယ်ငယ်တလို့ကြီးရင်ကြီးတလို့မျိုးဗောနော်ဥပမာတချို့ကအကြောင်းသားလည်းများတယ်ဝင်ငွေကလည်းအတင်းတင်းရှိတဲ့လူတွေဆိုလို့ရှိရင်တော့ပေးစရာမလိုဘောအဲ့နာတော့ဆိုလို့ရှိရင်ဝင်ငွေအတင်းတင်းဖြစ် ်တယ်ပြီးတော့အန်နာចောင်းသား၃ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေးစာမလို့ဗောနော်အရင်တော့ကလည်းအန်နာတို့ဟိုတမီးတယောက်တည်းရှိတော့ဆိုရင်ပေးရတယ်လေတလားမှာအဲ့တော့တော့သူအတန်းငယ်လို့လားမလဲတလားမှာ၅ချက်၁၀အဲ့လိုမျိုးလေးပေးရပါတယ်ပေးရကကြတော့သူတို့ကຫນွေဥရာတိပြီးရှင်ຫນွေရာတိစောင်းဥရာတိစောင်းရာတိဆိုပြီးမှလေးခေါက်သူတို့ကအဲ့လိုမျိုးចောင်းကိုပိတ်ပေးတယ်ဗောနော်ပိတ်တာအရှိဆုံးကတော့ຫນွေရာတိចောင်းပေးရကတော့၂လခွဲလောက်ပိတ်တယ်ဗောနော် မကြတဲ့ဟာတွေကတော့တို့ကတစ်ခါလေကြာရင်တစ်ပတ်ပိတ်တယ်တစ်ခါလေကြာရင်10ရက်တစ်ခါလေကြာရင်နှစ်ပတ်ပိတ်တယ်ဆိုတော့တစ်မျိုးနဲ့တစ်မျိုးလည်းမတူကြပါဘူးဒီနေ့တော့အမျိုးသားကအလုပ်ပိတ်တယ်ဆိုတော့သူကအမမျက်တည်ရိတ်တယ်။ပန်းပင်နေပြီးနားမှာရှိတဲ့မျက်တည်ပေါင်းတင်တယ်ပေါ့နော်။အဲ့နာတို့တာမီနီကတော့ဆော့ကြတာပေါ့။ဒါလေးကအဲ့နာစိုက်ထားတာလေ။၄နှစ်လောက်ရှိပြီ။ဒီနှစ်မှပွင့်တယ်ဒီပန်းကလေတကယ်။ပါဟွာလေးလုံးလုံးလေးသူကလုံးလုံးလေးချစ်စရာလေဒီပန်းလေးကတော့။ ဖြူရောင်မှာဘာလို့ပိုင်းအောင်ဖြစ်နေရလဲမသိဘူးဒီပန်းလေးကလေတစ်ခေါက်ပဲစိုက်ထားတာနှစ်တိုင်းပြန်ထွက်တယ်ဒီပန်းလေးကโอ้แม่คลีเนี่ยตายาမျိုးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ပြီးတဲ့သူအားလုံးကျေးဇူးတင်ပါတယ် ါလေးကတော့အနာတီတလောက်လေးတွေကို sharing လုပ်ပေးထားတာဖြစ်ပါတယ်။ Bye bye.